ပဝန်းကျင်မှာမုံကားဆိုင်တွေကလည်းတိတ်မကောင်းကြဘူးပေါ့နော်။အာကောင်းတဲ့မုံကားဆိုင်တွေကလည်းဝေးတယ်တတတော်ဆောင်းပါဆိုတော့မနှက်စာကိုဒီ ready made ဘူးလေးအရင်ကလှူစားဘူးတာအကောင်းလို့ကျွန်တော်စားကြည့်မှုဝယ်လာခဲ့ပါတယ်။ဘဲဥစားဥဲမှာလည်းကျုံနှလုံးထည့်ပြုတ်လိုက်တယ်။ဒီမုံကားဘူးတပူးထည့်ပွိုင်းရေကအဲ့မုံကားဘူးတပူးစာထက်ထည့်ရပါတယ်။ တပူးကိုလူ၃ယောက်စားလို့ရတယ်။၂ယောက်ဆိုရင်ပိုးဝါးဝါးလည်းလင်းစားရတယ်။ဒါချီလေးနည်းနည်းလိုက်ထည့်တယ်။အစွန်ထန်းငံပြိုင်လေးနည်းနည်းထည့်တယ်။နည်းနည်းမင်းနေထည့်တယ်။ဒါလေးပဲကြက်သွားရင်စားလို့ရပြီ။ဟို ကြော်လေးပါဝင်လာထည့်ထားတယ်။ဒါကနောက်တစ်ပွဲထပ်စားတာပါ။